ားစေနဲ့ကိုလုံးလုံးဆိုတော့ဒါဟာအာအမေနဲ့သားအဖေနဲ့သမီးညီကိုမောင်နှမချင်းအတူတူနားထောင်လို့မကောင်းတဲ့စကလုံးမျိုးကိုဖြစ်တယ်အစ်မင်းနဲ့လူမျိုးလူမှုအဖွဲ့အစည်းမှာဘယ်သူမှလက်မခံဘူး နော်အဲ့တော့အောက်မှာတော့တဝေးဝေးတဝါးဝါးနဲ့ထောက်ခံကြတာမူးနေလို့လားယူးနေလို့လားတော့မပြုံးတတ်ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့တွေကလက်ပိုက်ကြည့်နေမယ်ဆိုရင်တက်ဆိုင်ရာတာဝန်ရှိတဲ့အကြီးအကဲတွေအကုန်လုံးနဲ့ကျွန်တော်တို့ဒီပြည်သူတွေအကုန်လုံးကလည်းလက်ပိုက်ကြည့်နေမယ်ဆိုရင်ကြာလာလို့ရှင်အမားတွေဟာအမှန်ဖြစ်လာလိမ့်မယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ rapper rapper ဆိုရင်ရိုင်းရတာလားဒါဆိုကျန်တဲ့ rapper တွေအားနာစရာမကောင်းဘူးလား rapper ဆိုရင်စင်မော်တက်ပြီးအဲ့လိုရိုင်းရိုင်းဆိုင်ဆိုင်နေပြုတ်မှုတာလား ဒါဆိုရင်ကျန်တဲ့ရင်ရင်ကျိကျိရပါတွေကခင့်မဲ့မိတာလားအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စင်ပေါ်မှာညဉ့်ညက်တဲ့စကလုံးတွေပြောဆိုခဲ့တဲ့ rapper တဦးနဲ့ပတ်သက်တဲ့သတင်းနဲ့အတူတောင်းပန်ရုံနဲ့ခွင့်လွှတ်ပေးလို့မရဘူးလို့ဒေါ်အေမွန်တင်းရဲ့ပြောကြားချက်အပေါ်ဝေဖန်သုံးသပ်သွားမှာဖြစ်ပါတယ်အဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားခဲ့ကြပါအောင်ရှင်ပြောမှုလို့နေတာပဲဒီနေ့ပြောရမယ်ဒီနေ့ပြောရမယ်လာခဲ့ကြနိုင်ရမကောင်းငားရလာမကောင်းဖြစ်မယ်တဲ့อืมဒီမှာ ့9ရက်လောက်ဖြစ်နေတယ်ကဲဒီကမှာမြေပြင်မော်တော်မယ်သူငါများရူရဲ့အလားနဲ့တစ္ဆာကိုဖွဲဖွေရှာမော်ကြတယ်တကယ်မဖန်စီရန်ကိုဖွဲပြောပြောပြမယ် သမီးပါချမချမဟာချက်ရှာတာကဲမကျဲဘူးလို့နေတာမကျဲဘူးလို့နေတာကျင်းစီအောင်လေးတွေ့တော့ကျဲရမှာပေါ့နော်ပြောစီအောင်လေးတွေ့တော့ပြောရမှာပေါ့အဲ့တော့ဘာဘာကိုသွားပြီးတော့မှဒီနေ့ပြောကြုံလေးဆိုတော့မနေ့ကဗီဒီယိုဖိုင်တစ်ခုတွေ့လိုက်တယ်စတိတ်ရှိုးကဗီဒီယိုဖိုင်အားလုံးကြည့်ပြီးပြီညောင်းလိုက်ပါတယ်နော် ကျွန်မထပ်ပြောဖို့အတွက်ကိုဗဇက်ကအဲ့ဒီရဲ့ဗီဒီယိုဖိုင်ရဲ့ပြောတဲ့စကားလုံးတွေကိုဗဇက်ကနေထွက်ဖို့အတွက်အဆင်မပြေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်မဗဇက်ကနေထွက်ပြလို့အဆင်မပြေဘူးဒါပေမဲ့အကုန်လုံးအဲ့ဒီဗီဒီယိုဖိုင်ကိုကြည့်ပြီးပြီလို့ညွှန်လင်းတယ်နော်စတိတ်စင်ပေါ်မှာရပ်ပါတွေလားဘာတွေလားတော့မသိဘူးနော်ဟုတ်တယ်နော်ကြည့်ပြီးပြီလို့ထင်တယ်နော်ကြည့်ပြီးပြီလားကြည့်ရသေးဘူးလားမကြည့်ရသေးရင်ပြောမကြည့်ရသေးရင်ပြောအစာပိုင်းခွင့်ပြမယ်မကြည့်ရသေးရင်ပြောနော်ဆိုတော့အဆုံးထိကတော့အမေနှမကြည့်ဖို့အတွက်ကို မတင်တော်ဘူးเนาะညီကောင်မမွားရင်အတူတူကြည့်ဖို့အတွက်ကိုမတင်တော်ဘူးစကလုံးနေအရန်ကိုတော်ပြီနော်အရန်ဆိုးလို့ဆက်ပြီးမဖွင့်ပြတော့ဘူးဒါဆိုရင်ဒီဗီဒီယိုဖိုင်ကြည့်ပြီးလောက်ပြီလို့ကျွန်မမျှော်လင့်တယ်နော်ဆိုတော့အဲ့ဒီဗီဒီယိုဖိုင်နဲ့ပတ်သက်လို့ကျွန်မပြောချင်တယ်အဲ့တော့ဒီခေတ်လူငယ်တွေက ်ဆင်ပေါ်မှာယာရင်အောက်မှာရေးဆိုလူငယ်တွေကဟာတခါတည်းကိုလေအော်အော်ပါပြီးပေးကြတယ်မူးနေလို့လားယူးနေလို့လားတော့မသိဘူးပေါ့နော်ဆိုတော့ကျွန်မအဲ့ဒါကိုသွားကြည့်ပြီးဘာကိုသွားပြီးတော့မှမြင်လဲဆိုရင်ကောသလမင်းကြီးရဲ့အိမ်မက်ဆက်၆ချက်တည်းကတစ်ချက်ကိုသွားပြီးတော့မှမြင်တယ်နော်ပညာမဲ့တဲ့သူတွေဆင်ပေါ်ရောက်လို့ရှိရင်ဆိုတဲ့ဟာကိုကျွန်မသွားပြီးတော့မှမြင်မိတယ်ဆိုတော့ကျွန်မတို့ကအော်ဒီစကားတွေဟာ လူအများပိတ်တဲ့အလင်မှာပြောတဲ့နဲ့စကားလားမပြောတဲ့နဲ့စကားလားဆိုတာကိုဝေဖန်ပိုင်းခြားနိုင်စွမ်းရှိလောက်အောင်ကိုခုခေတ်လူငယ်တော်တော်များများရဲ့အုံနောက်တွေကပျက်စီးနေကြပြီလားအကောင်လုံးကမဆိုးလို့ဘူးနော်အကောင်လုံးကမဆိုးလို့အဲ့တော့မူရစီဝါကြောင်လားအရက်ကြောင်လားဘာကြောင်လဲနော်ဆိုတော့ဒါကြီးကြတော့အရန်လုံလောကကြည့်ပြီကျမတို့ကဒီလိုမျိုးလိန်ဆက်ဆန်တဲ့ကိစ္စတွေကာမဆက်ဆန်တဲ့ကိစ္စတွေကိုအရှက်အကြောက်ကင်းစွာနဲ့ပြောတယ်ပြုတ်တယ်ဆိုတာက သတိစံနေရပဲပြုံမှုပြောဆိုနေထိုင်လောက်ကန်ညတာလူတွေကမလုပ်ကြဘူးเนาะအဲ့တော့မြတ်စွာဘုရားဟောတဲ့တရားမှလည်းရှိတယ်ဟိရိဟောတပါဆိုတဲ့တရားเนาะဟိရိဟောတပါဆိုတာဘာလဲဆိုရင်ဘုရားရှင်ကလောကအပေါ်မှာကောင်းမှုတွေကိုအခြေခံနဲ့ တရားတွေတတန်းကြာရှည်အောင်လို့ဟောကြားခဲ့တဲ့နီလန်းနှစ်ပါးဟီရီရဲ့အော်တပါရဲ့ဆိုပြီးတော့မှเนาะဟီရီဆိုတာကဘာလဲဆိုရင်ကိုကိုကိုအပေါ်မှာမိမိကိုကိုအပေါ်မှာရှက်တတ်တဲ့စိတ် မကောင်းတာကိုပြုတ်မှုရင် ရှက်တတ်တဲ့စိတ်ကိုဟီရီလို့ခေါ်တယ်เนาะမကောင်းတာကိုပြုတ်တာကိုမဝင့်တဲ့စိတ်ဟီရီရှက်တတ်တဲ့စိတ်ကို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 အရှက်ခံစိတ်ဖြစ်တတ်တဲ့ဟာကိုဟီရီလို့ခေါ်တယ်အော်တပါဆိုတာကကြတော့ကြောက်တတ်တဲ့စိတ်เนาะအဖြစ်ကိုအဖြစ်ပြုတ်ရမှာကိုကြောက်တတ်တဲ့စိတ်ကိုအော်တပါလို့ခေါ်တယ်အဲ့တော့ဟီရီအော်တပါတရားမရှိဘူးဟီရီအော်တပါတရားမရှိဘူးလို့လူတွေက ပြောကြတယ်မလားအဲ့တော့ hiri ဆိုတာက ရှက်တက်တဲ့စိတ်မကောင်းတာပြုရမှာရှက်တက်တဲ့စိတ် otapa ဆိုတာကမကောင်းတာပြုရမှာကိုကြောက်တက်တဲ့စိတ်အဲ့ဒါကို otapa လို့ခေါ်တယ်အဲ့တော့အခုကတော့ hiri လည်းမရှိတော့ otapa လည်းမရှိတော့ hiri otapa လုံးဝကိုမရှိတော့ဘဲနဲ့စတိတ်စင်ပေါ်မှာအဲ့တော့ကျွန်မပြောချင်တာကလေ ကျမတို့တွေကကာလန်ဒီတန်ဆိုတာရှိတယ်เนาะအဲ့တော့အမှုပညာလုပ်တယ်ဆိုရင်လည်းကျမအဲ့ဒီဆင်းတဲ့ခုနဆင်းမော်တက်ပြီးတော့မှအဲ့ဒီပြောတဲ့ကလေးကိုကျမကြည်လည်းမကြည်ဘူးတည်လည်းမတည်ဘူးဘာအမှုပညာရှင်မလဲကျမမသိဘူးကြည်ရတာတော့ rapper တွေလွတ်ချင်တာပဲဝစ်ပုံစားပုံပြောပုံဆိုပုံတွေရတော့ rapper တွေဖြစ်လိမ့်မယ်เนาะဆိုတဲ့ခါကျတော့ကြည်လည်းမကြည်ဘူးမြင်လည်းမမြင်ဘူးတို့ရဲ့အမှုပညာကိုကျမတို့တည်လည်းမတည်ဘူးเนาะဆိုတော့ဒါပေမဲ့လည်းဒီဗီဒီယိုဖိုင်လေးကိုကြည်ရလိုက်တဲ့အချိန်မှာအင်မတန်စိတ်မကောင်းစွာဖြစ်တယ်เนาะအော်ဆိုပြီးတော့မှကြောက်လဲကြောက်သွားမိတယ်ဘာဖြစ်လို့လဲဆိုတော့ကျမတို့အမှုပညာရှင်နေဆိုတာကလေအများအတွက်ကို ကျွန်မတို့ကအញ្ញ influence ဖြစ်ပါတယ်เนาะအမှုပညာရှင်တွေအဲဒီလိုမျိုးကျွန်မတို့ social influencer တွေပေါ့စသဖြင့်ပရိသတ်ပေါ်မှာအញ្ញဩဇာ run မိုးပါတယ်အញ្ញဩဇာတိုက်ရောက်မှုရှိပါတယ်ကျွန်မတို့အမျိုးသားတွေငငယ်ကဆယ်ကျော်တက်အရွယ်ကစစ်လိတောက်တတ်တာဆိုရင်မင်းသားကျော်သူတို့စိုးသူတို့ရဲ့ရုပ်ရှင်တွေပေါ်မှာသူတို့ယူသွတ်ခဲ့ပြီးတော့မှမင်းသားတွေအိုက်တင်နဲ့စတိုင်နဲ့စစ်လိတောက်တယ်လေဒိုးကလေးရောပါတို့လားเนาะအဲ့လိုမျိုးပါလေစစ်လိတောက်နောက်တစ်ခါမာဘိုလို secret ကြော်ညာတို့ပါတို့မှစစ်လိတောက်တာညင်ပြီးတော့မှဆယ်ကျော်တက်တော်တော်များများစစ်လိတောက်ထက်ခဲ့ကြတယ်ဒါဟာကျွန်မဒီအမှုပညာရှင်တွေကိုပြပြောတာမဟုတ်ဘူးအမှုပညာရဲ့ influence ကိုပြောတာเนาะ ောက်တစ်ခါကိုရီးယားကကဘာကိုထိုးပေါက်တာဘာနဲ့ထိုးပေါက်သွားလဲကိုရီးယား wave ဆိုပြီးတော့မှအနုပညာနဲ့ကဘာကိုထိုးပေါက်သွားတယ်ကိုရီးယားရဲ့ စားစားရင်းကိုရီးယားရဲ့ယဉ်ကျေးမှုတွေစသဖြင့်เนาะအဲ့တော့ကျမတို့မြန်မာပြည်မှာလည်းအမှုပညာရှင်တွေဟာလူငယ်တွေဆိုလဲလူငယ်တွေရဲ့ရှေ့ဆောင်နိုင်ကြ idol တွေเนาะဟာကြည့်ပြီးတော့မှလူငယ်တွေကအားကြတယ်အမှုပညာရှင်တွေဆိုရင်အမှုပညာရှင်တွေဝတ်တာစားတာပြောတာဆိုတာနေတာထိုင်တာကိုအញ្ញံအတူယူကြတယ်အဲ့တော့ဒီအမှုပညာရှင်တွေကလည်းမိမိရဲ့ပြောဆိုပြုမှုဆောင်ရွက်ပုံတွေဟာအများပြည်သူပရိသတ်အပေါ်မှာအစိတ်အတောင်မဖြစ်စေဘူးအញ្ញံအရေးကြီးတယ်ဆိုင်းဆိုင်းကဟာကောတာမဟုတ်ဘူးဒါဟာဆိုင်းတာဆိုင်းဆိုင်းတာ နော်ဒီစကားကပညာဖြန့်မျှဝေတဲ့ပညာဖြန့်ဝေတဲ့စကားမျိုးမဟုတ်ဘူးအသိပညာမျှဝေတဲ့စကားမျိုးမဟုတ်ဘူးရိုင်းဆိုင်တဲ့စကားဖြစ်တက်ရောက်တယ်အပြောမတတ်တော့ဆဲတယ်လို့ပေါ့ဟုတ်တယ်နော်ဆိုတော့ဒါဟာအာအမေနဲ့သားအဖေနဲ့သမီးညီကိုမောင်နှမချင်းအတူတူနားထောင်လို့မကောင်းတဲ့စကားလုံးမျိုးကိုဖြစ်တယ်ရိုင်းဆိုင်နေအင်းဒီပညာရှင် ျမကဒီလိုလေးတော့အာခံစားမိတယ်နော်ကျမတို့ဘညာဖုံးပြေလာနော်ဘညာဖုံးပြေရဲ့ MTV လေးရိုက်တယ်အမြင်မတင့်တယ်ဘူးဆိုပြီးတော့မှဘညာဖုံးပြေထောင်ကြတယ်နဲ့တူတယ်နော်ဆိုတော့အဲဒါတော်မှပဲအရန်ကြီးအခြေအနေဆိုးဆိုးဝါးဝါမြင်ခွေးမျိုးမဟုတ်သေးဘူးဒီလိုစကလုံးမျိုးဆိုရင်ပို့ပြီးတော့မှဆိုးဝါးတယ်လို့ဒီလိုလေးမြင်ပါတယ်နော်အဲ့တော့ကျွန်တော်က ျမတို့ပြည်သူတွေအနေနဲ့ဆိုလို့ရှိရင်ဝေဖန်နေတိုက်ခိုက်တယ်အပြစ်ပြောတယ်ဆိုပြီးတော့မှကျမတို့ထောက်ခံနေသူမထောက်ခံနေသူတွေနဲ့ဝေဖန်တာ꿰ကြတယ်အဲတော့သက်ဆိုင်ရာအာဏာပိုင်းနေနဲ့အနေနဲ့ဆိုရင်တော့ထိန်းချောင်းနေဆိုရင်တော့အမှန်တရားဖြစ်ပါလိမ့်မယ်เนาะဒါမျိုးလုပ်ရင်ဒါမျိုးပြောရင် ပြောလို့မရဘူးဒါမျိုးလုပ်ရင်လုံးလို့မရဘူးဆိုတာကိုသက်ဆိုင်ရာအစည်းအရုံးတွေကနေတစင်ကျမတို့တွေကဒါအမှုပညာရှင်တွေကိုကျမတို့ဒီ information တွေကိုမျှဝေထားဖို့လိုတယ်ဒီလိုမျိုးကြော်ညာတွေကိုမျှဝေထားဖို့လိုတယ်အသည့်တွေကိုမျှဝေထားပေးဖို့လိုအပ်တယ်ကျမတို့ခုနလို senior စီကန်းတွေကိုမျှဝေထားဖို့လိုအပ်တယ်နော်ဆိုတော့သက်ဆိုင်ရာဂီတာအစည်းအရုံးသဘင်အစည်းအရုံးရုပ်ရှင်အစည်းအရုံးစသဖြင့်ဒီလိုအစည်းအရုံးတွေကလည်းမိမိရဲ့အသင်းဝင်တွေကိုနော်ဒါမျိုးတွေပြုမှုပြောဆိုဆောင်ရွက်တာတွေကိုထိန်းချမ်းဖို့လိုတယ်အဲ့ဒီအနေမှာတစင် ကျွန်တော်တို့နိုင်ငံတော်အစိုးရအနေနဲ့လည်းဒီဥစားတွေကို ကျွန်တော်တို့လက်တင်မခံဘူးဆိုတာလေးကိုတော့ပြဖို့လိုအပ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့လေလူငယ်တွေအတွက်လမ်းမရောက်တယ်။နော်လူငယ်တွေအတွက်ကျွန်တော်တို့တွေဒီတိုင်းခုနလိုပေါ့လူတော်ထဲမှာတော့ခြားနားထောင်လိုက်လို့မတင်တဲ့စကလုံးတွေဖြစ်တာပေါ့။အဲ့တော့ဂေါ်ရာနဲ့ခိမီရာနဲ့ရိုင်းတာနဲ့ဟာမတူဘူး။ ခင်မီတာခစ်ဆန်တာခစ်ရှိပြီးတာနဲ့ကျမတို့ရိုင်းဆိုင်တာယုံလာတာအောက်တန်းကြတာနဲ့လည်းမတူဘူးဒါဟာကြတော့ကျမတို့လူနဲ့မတူတော့ဘူးเนาะကျမခုနကပြောသလိုကာမဆက်ဆန်တဲ့ကိစ္စရင်းလိင်ဆက်ဆန်တဲ့ကိစ္စတွေကိုလူရှိမရှောင်သူရှိမရှောင်ပြောဆိုပြုတ်မှုဆောင်ရွက်တာဟာတတိဆန်တွေပဲလုပ်တဲ့အလုပ်လူတွေမလုပ်ဘူးအစင်းမြင့်တဲ့လူမျိုးလူမှုအဖွဲ့အစည်းမှာဘယ်သူမှလက်မခံဘူး နော်အဲ့တော့အောက်မှာတော့တဝင်းဝင်းတဝါးဝါးနဲ့ထောက်ခံကြတာမူးနေလို့လားယူးနေလို့လားတော့မပြောတတ်ဘူးပေါ့နော်အဲ့တော့ကျမတို့တွေကလက်ပိုက်ကြည့်နေမယ်ဆိုရင်သက်ဆိုင်ရာတာဝန်ရှိတဲ့အကြီးအကဲတွေအကုန်လုံးနဲ့ကျမတို့ဒီပြည်သူတွေအကုန်လုံးကလည်းလက်ပိုက်ကြည့်နေမယ်ဆိုရင်ကြာလာလို့ရှင်အမားတွေဟာအမှန်ဖြစ်လာလိမ့်မယ်ရိုင်းဆိုင်တာတွေအမှန်ဖြစ်ပြီးကျမတို့လူမျိုးဟာရိုင်းဆိုင်တဲ့လူမျိုးဖြစ်သွားလိမ့်မယ် အမေအမေမမ်းမသိအဖေအဖေမမ်းမသိနှမနှမမမ်းမသိနော်ကျမတို့ဆရာဆရာမမ်းမသိနော်လူကြီးလူကြီးမမ်းမသိဆိုတဲ့ဟာမျိုးတွေကြာလာလို့ရှိရင်ဖြစ်လာပါလိမ့်မယ်ဒါကြောင့်မလို့မှားတာကိုတော့မှားတယ်လို့ပြောပြရစီရိုင်းတာကိုတော့ရိုင်းတယ်လို့ပြောပြရစီအဲ့တော့ကျန်တဲ့လိုအပ်တဲ့ ပြောဆိုဆုံးမမှုတွေကိုတော့သက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေကဆောင်ရွက်ပေးပါเนาะကျမတို့ပြည်သူတွေကပြောရင်ခုနပြောသလိုမျိုးဝေဖန်နေတိုက်ခိုက်တယ်အဲကျမတို့တွေကမနာလိုတဲ့အဲစသဖြင့်ဒီလိုဟာမျိုးတွေဖြစ်စရာတွေရှိတယ်ပေါ့เนาะအဲ့တော့သက်ဆိုင်ရာတာဝန်ရှိတဲ့သက်ဆိုင်ရာအစည်းအရုံးနေသက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်းတွေကနေပြီးတော့မှဒါလေးကိုတေတေချာချာလေးမှားယွင်းနေဆိုတဲ့အကြောင်းလေးကိုပြသပေးပါလို့ဒီညကနေပြီးတော့ပဲကျမကဒီကလေးတွေကိုလည်းဟိုအတူယူမလွဲမှာဖို့ကို ပြောပါတယ်เนาะဒါဒီရိုင်းပါတယ်ရိုင်းပါတယ် အင်မတန်ကိုရိုင်းပါတယ်ကြည်ပြီးကြပြီလားလက်ခံလားပေးတဲ့ကြီးကလက်ခံလားလုတ်ခင်စဉ်းစားရမယ်နိလုတ်ခင်စဉ်းစားရမယ်လုတ်ချင်တာလုတ်လိုက်မယ်ပြောချင်တာပြောလိုက်မယ်ပြီးရင်တောင်းပန်လိုက်မယ်ရလားနော်ဥပဒေမှလည်းဒီလိုပဲကျွန်တော်ကစိတ်ဖောက်ပြန်လို့ပဲဖြစ်စီယူတလို့ပဲဖြစ်စီမူးလို့ပဲဖြစ်စီယူလို့ပဲဖြစ်စီ ြင်းမှုတစ်ခုကျွန်းလွန်လိုက်တယ်။အသက်တည်စီတဲ့ပြင်းမှုတစ်ခုကျွန်းလွန်စတိတ်စင်ပေါ်ညဉ့်ညမ်းစကားတွေပြောပြီးဆဲဆိုခဲ့တဲ့ရက်ပါအဆိုတော်တဦးကိုစစ်တပ်ကဖမ်းဆီးလိုက်ပြီးလို့သတင်းတွေထွက်ပေါ်နေပါတဲ့။နိုဝင်ဘာ၁ရက်နဲ့၂ရက်နေ့ကရန်ကုန်မြို့တူဝနမှာကျင်းပခဲ့တဲ့ Overflow Festival ဖြောပြပွဲအတွင်းမှာပါအဆိုပါဖြောပြပွဲမှာဝင်းကဝင်းစလို့ခေါ်တဲ့ဂီတအဖွဲ့ကရက်ပါတဦးဟာစင်ပေါ်ကနေကွန်တုံးတွေဝေညဉ့်ညမ်းစကားလုံးတွေပြောဆိုခဲ့တဲ့ရုပ်တံဖိုင်လူမှုကွန်ရက်ပေါ်ပြန့်နှံ့ခဲ့ပြီးနောက်ဝေဖန်မှုတွေမြင့်တက်လာခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအဆိုတော်ကိုစစ်တပ်ကဖမ်းဆီးလိုက်ပြီးဖြစ်ကြောင်းအမှုပညာတိုင်းဝိုင်းနဲ့သူ့ရဲ့ဇာတိမျိုးကရင်းမြစ်အချို့ကရေးသားနေကြပါတယ်။သို့တော့ People Spring ကတော့ဒီအဖမ်းခံရခြင်းတရင်ကိုတိကျအတိမပြုနိုင်သေးဘူးလို့ဖော်ပြထားပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးမန္တလေးမျိုးကဘာသာရေးအဖွဲ့အစည်းတွေနဲ့တန်းကတော့အချို့ကဖမ်းဆီးဖို့လှုံ့ဆော်ခဲ့ကြတာကိုတွေ့ရပါတယ်။တာသနာတန်ရှင်ရေးဝီတော်တနီအဖွဲ့ကတန်းကတပားရဲ့အကောင့်ကနေဆိုရင်ညတွင်ချင်းဖမ်းဆီးနိုင်ခဲ့ကြောင်း Post တောင်းတင်ခဲ့တာရှိပါတယ်။ စစ်တပ်အမခံထောက်ခံသူလို့လူသိများတဲ့အဆိုတော်ယုံလေးကလည်းဖန်သွားပါပြီ။အဲ့လိုအပြောဆိုနဲ့ရောက်သွားတာဆိုတော့သူ့ကိုစင်ပေါ်မှာသူပြောတယ်လို့သူ့ကိုလုတ်ခံရနိုင်တယ်လို့သူ့ရဲ့လူမှုကွန်ရက်ကနေအတိပေးပြောဆိုခဲ့ပါတယ်။လိုက်တယ်မူးနေလို့လုံးမိသွားပါတယ်ယူးနေလို့လုံးမိသွားပါတယ်ဆိုပြီးတော့မှအဲနောက်မလုတော့ပါဘူးလို့ဒီတိုင်းတောင်းပန်လို့ရလားဥပဒေကလွတ်ကင်းလာအဲ့လိုတောင်းပန်ရုံနဲ့ဟုတ်လားเนาะအပြစ်ရှိရင်အပြစ်ကြွေးဆက်ရပါတယ် เนาะဆိုတော့လေကျမတို့ဥပဒေမှာယူလို့မူးလို့မရဘူးเนาะဟုတ်တယ်เนาะအဲ့တော့အဲ့ဓာတွေဘာဖြစ်လို့ထထားတာလဲဆိုရင်ယူရင်လည်းမကျူးလွန်ရဲအောင်မူးရင်လည်းမကျူးလွန်ရဲအောင်ဟုတ်တယ်เนาะအဲ့တော့ကျမတို့ကအဲ့ဒါခင်မိတာမဟုတ်ဘူးအဲ့ဒါယိုင်းနေလို့ခေါ်တယ်ဒီတစ်ခုကိုလက်ခံလိုက်ရင်နောက်တစ်ခုတွေတက်လာမှာဒီတစ်ခုကိုလက်ခံလိုက်ရင်နောက်ထပ်တစ်ခုတွေလာမှာဟုတ်လားကျမပြောတာ เนาะအကောင်လုံးလည်းကြည့်ပြီးသားပြီဟုတ်တယ်မလားအဲ့တော့မူးလို့ပါယူးလို့ပါစိတ်မမှန်လို့ပါဆိုတိုင်းစော်ကားချင်တိုင်းစော်ကားလို့မရဘူးရိုင်းချင်တိုင်းရိုင်းလို့မရဘူးဟုတ်လားအဲ့တော့မူးနေလို့သူများအသက်ကိုရန်ရှာမိတယ်ယူးနေလို့သူများအသက်ကိုရန်ရှာမိတယ်ဥပဒေရတင်းလို့ခွေရှိလားရှိဘူးနော်ထိုက်တဲ့နဲ့ပြစ်မှုပြစ်ဒဏ်တွေရှိတယ်မူးရင်လည်းကျူးလွန်လို့မရဘူးယူးရင်လည်းကျူးလွန်လို့မရဘူးဟုတ်လားအဲ့တော့ဂေါ်ရာနဲ့ရိုင်းတာနဲ့မတူဘူးဒီတယောက်ကိုလက်ခံလိုက်ရင်နောက်ထပ်တယောက်မှာ နောက်ထပ်တစ်ယောက်ကိုထပ်ကန်လိုက်နောက်ထပ်နောက်ထပ်အများကြီးတွေရောက်လာမှာဟုတ်လားဆိုတော့အဲ့တော့ဘာဖြစ်လဲဆိုတော့ rapper rapper ဆိုရင်ရိုင်းရတာလားဒါဆိုကျန်တဲ့ rapper တွေအားနာစရာမကောင်းဘူးလား rapper ဆိုရင်စင်မော်တက်ပြီးအဲ့လိုရိုင်းရိုင်းဆိုင်ဆိုင်နေပြုတ်မှုတာလားဒါဆိုရင်ကျန်တဲ့ရင်ရင်ကြည်ကြည် rapper တွေကခင်မဲ့မိတာလားဟုတ်လားဆိုတော့ဟိုဒါအသိပညာညှ့ဝေတာလည်းမဟုတ်ဘူးဒါဟာရိုင်းတာနော် state စင်မော်မှာတက်ပြီးတော့မှရိုင်းဆိုင်တာဒီလိုရိုင်းဆိုင်လို့မရအောင်မူ ို့လည်းမရအောင်ယူလို့လည်းမရအောင်ဝမ်းနေနေလို့လည်းမရအောင်ဟုတ်လားဘလုံးကို control လုပ်နိုင်မှာအများပြည်သူရှေ့ကိုရောက်လာဖို့တင့်တယ်ယူနေရင်လည်းစင်မမတင်နဲ့မူးနေရင်လည်းစင်မမတင်နဲ့ဝမ်းနေနေရင်လည်းစင်မမတင်နဲ့ဟုတ်လားကျမပြောတာနော်အဲ့တော့ရသွားတယ်ကဲပြောလို့ဘာမှမဖြစ်ဘူးဆိုရင်လူတွေကဝိုင်းမြောက်မှမဝေဖန်ဘူးကွာလူတွေကဝိုင်းမြောက်မှမစင်းဘူးကွာလူတွေကဝိုင်းမြောက်မှမထောက်ပြဘူးကွာဆိုရင်မှန်နေတကောသူ right ပဲဖြစ်မှာလေ 卖嘞嘛，老早那表上卖嘞，对吧？哎呦，你都不爱嘛，这种表现哪个不爱在？哎，太傻了，你个真心弄得太假了嘛！怎么为的爸爸妈妈吵架了？我们第二步说的是：夏天说的啥呢？没鸭肉嘛，长满了；夏天吃肉嘛，没鸭肉长满了。喏，没鸭肉嘛长满了，马血佬马嘴比比，没鸭肉嘛长满了，夏天吃肉嘛。 ဲ့တော့တနာစရာကောင်းတိုင်းပြစ်မှုကျွလွန်လို့ရလားရိုင်းလို့ရလားဝမ်းနေနေတိုင်းရိုင်းလို့ရလားပြစ်မှုကျွလွန်လို့ရလားမရဘူးနော်လူတော်လူကောင်းနေဟာအများကအတွေ့ယူရတဲ့ဒီလိုမျိုးအမှုပညာရှင်နေဟာအဲ့လောက်မှစိတ်တက်မခိုင်ပါရင်စင်မတက်မလာခဲ့နဲ့ဟုတ်လားဝမ်းနေလို့ရိုင်းမိတာပါမူးလို့ရိုင်းမိတာပါယူလို့ရိုင်းမိတာပါဆိုရင်ဘာဖြစ်လို့အဲ့လိုမူးတာတွေယူတာတွေလူလူတွေကိုဘာဖြစ်လို့စင်မတင်ပေးတာလဲ ဟုတ်လားဒီတရားကိုလက်ခံရင်နောက်တရားဒီလိုဖြစ်လို့ပလစ်လိုက်ရမယ်ဆိုရင်ကျမတို့ကဒီလိုမဖြစ်လို့မပလစ်လိုက်ရတဲ့သူတွေကပြစ်မှုခံထားရတဲ့သူတွေအတွက်ကျမတို့တရားလားမတရားဘူးလေဟုတ်လားမျက်ရည်ကန်ထိုးရင်တော့ကျမတို့ကလှုပ်ပေးရမယ်မျက်ရည်ကန်မထိုးတဲ့သူကတော့ကြခံရမယ်အဖြစ်ကိုဆိုရင်ဒါကျမတို့ကမတရားဘူးဒါဆိုရင်ညီမမှုမရှိဘူးအားလုံးကဝိုင်းဝန်းထောက်ပြလို့တိုင်းမှားပါတယ်လို့တောင်းပန်တာ အားလုံးကဝိုင်းဝန်းမထောက်ပြဘူးမပြောဘူးပွဲမဆိုဘူးဆိုရင်နောက်ပွဲကြရင်ဒီထက်ပိုရမ်းမှာဟုတ်ကဲ့ကျွန်တော်ပြောဟုတ်လားရိုင်းနာဟာကောတာဟုတ်ဘူးဘယ်နိုင်ငံဘယ်လူအဖွဲ့အစည်းအားမှာရိုင်းဆိုင်တဲ့သူတွေကိုလက်မခံဘူးလူငယ်တွေအတွေ့အယူမမားနဲ့အဲ့လိုရိုင်းရိုင်းဆိုင်ဆိုင်နေနဲ့လောကလမ်းကိုအောင်မြင်အောင်ရှောက်နှမ်းလို့မရဘူးကိုလည်းတစ်ချိန်လူကြီးဖြစ်လာမှာ ကိုလူကြီးဖြစ်လာတဲ့အချိန်ကျရင်ကိုကိုရိုင်းရိုင်းဆိုင်ဆိုင်ဆိုရင်ရောကိုရောခံနိုင်လားမခံနိုင်ဘူးเนาะအဲ့တော့လူငယ်ဘဝမှာနေရရိုင်းဆိုင်တဲ့လူငယ်တရားမဖြစ်အောင်နေထိုင်ရမယ်ဟုတ်လားကျမပြောတာမျက်ရည်ကန်ထိုးရင်တော့ဥပဒေကနေကင်းလို့ခွင့်ရှိရင်မျက်ရည်ကန်မထိုးခဲ့တဲ့ဗညာဖုံးပြေးကြတော့ထောင်ကြတယ်ဟုတ်တယ်เนาะအခုဒါကတော့ဘာဖြစ်နေလို့ညာဖြစ်နေလို့ပါဆိုပြီးတော့မှကင်းလို့လိုက်ရမယ်ဆိုရင်ဟိုမှာ MTV နဲ့ထောင်ကြခဲ့တဲ့မင်းသားအားနာဖို့ကောင်းတယ်နိ ညသွားရမယ်ဆဲဖြစ်ရမယ်ဒါကိုကျူးလို့ရင်ဘယ်လိုလူမျိုးပဲဖြစ်ဖြစ်ဒီလိုခံရမယ်အမှုပညာရှင်တွေပို့ပြီးတော့မှတတိထားဖို့လိုအပ်ပါတယ်နော်အဲ့တော့ပြီးတော့မှယူနေလို့ပါမူးနေလို့ပါဝမ်းနေနေလို့ပါဝမ်းတာနေလို့ပါနည်းနည်းလည်းမထိုးနဲ့ပိလိတ်တရားမပေါ်မဟုတ်ဘူးရိုင်းတယ်နိုင်ရိုင်းပြီးတော့မှတောင်းပန်ပါတယ်မလုံးနဲ့မရိုင်းငင်ငါစဉ်းစားဟုတ်ပြီနော်အဲ့တော့လူငယ်တွေလည်းဒါဟာအတူယူရမယ့်ကိစ္စမဟုတ်ဘူး နော်ဒါဟာဂေါ်တာမဟုတ်ဘူးဒါဟာမမှန်ဘူးနော်ဒီလိုရိုင်းဆိုင်တဲ့သူတွေကိုလူအဖွဲ့အစည်းကလက်မခံဘူးနော်ကျမတို့ကယဉ်ကျေးတဲ့လူမှုအဖွဲ့အစည်းကိုကျမတို့ကတိဆောက်ဖို့လိုအပ်တယ်နော်အဲ့ဒါဒီလူငယ်တွေရဲ့လက်ထဲမှာရှိတယ်လူငယ်တွေဟာတပြေးပြေးနဲ့လူကြီးဖြစ်လာမှာဒီဒီလူငယ်ဘဝမှာပဲတည်တတ်နေမှာမဟုတ်ဘူးသားတို့သမီးတို့ကလည်းတစ်ချိန်ကျရင်တို့တွေလိုအသက်ကြီးပဲနေ့စဉ်နဲ့အမြအားလုံးကအသက်ရှူတိုင်းအသက်ကြီးနေတာအသက်ကြီးလာမှာ ်နော်မိနစ်တိုင်းစက္ကန့်တိုင်းအချိန်တိုင်းဟာအသက်ကြီးနေတာစက္ကန့်နဲ့အမြအသက်ကြီးနေတာတစ်စက္ကန့်ချင်းတစ်စက္ကန့်ချင်းမသိပေမဲ့တရက်ဆိုရင်သိတာလေတလဆိုရင်သိတာလေတနှစ်ဆိုရင်သိတာလေဆယ်နှစ်ဆိုရင်သိတာလေတစ်ပြေးပြေးနဲ့ကြီးလာမှာပါနော်နာရီစက္ကန့်ဒီအချိန်ဒီပေါင်းလိုက်လို့ရှိရင်တစ်ပြေးပြေးနဲ့ကြီးလာမှာပါဒါကြောင့်မလို့ now အနာဂတ်အတွက်လူကြီးဖြစ်လာမယ့်သားတွေသမီးတွေဟာယဉ်ကျေးတဲ့လူအဖွဲ့အစည်းကိုတည်ဆောက်ဖို့လိုအပ်တယ်ယဉ်ကျေးတဲ့လိမ္မာတဲ့နော်တကယ့်ကိုတော်တဲ့ထက်မြက်တဲ့ကလေးတွေဖြစ်ဖို့လိုအပ်တယ်အဲတော့မှားတာကိုမှားတယ်မှန်တာကိုမှန်တယ်ရိုင်းတာကိုရိုင်းတယ်ဆိုတာကိုခွဲခြား 从 top 的的，为咱班上的的，今年是可能也是广东的。想想很多人都不打的朋友，能吗？没有。他叫啥人？现在。